ညာလုံးမင်းလာပါစုကတိဖော်ဖော်ချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုင်းဖြစ်ပါတယ်ညီကိုတဲ့ဒါဒီနေ့တပွဲကောင်းရွေးချက်ပေးမယ်ပေါ့နော်မနေ့ကတော့ကျွန်တော်ဗီဒီယိုတော့တပွဲကောင်းမထုတ်ပေးခဲ့ဘူးဒါပေမဲ့ Taken Channel မှာတော့ကျွန်တော်၃ပွဲရွေးထုတ်ပေးခဲ့တယ်အစောပွဲကတော့ဒါဘိုင်ယန်ကိုောက်ပေါ့နော်အဆင်မပြေဘူးဒါနောက်ကျ၂ပွဲမှာဆိုရင်တော့အဆင်ပြေခဲ့ပြောလို့ရတယ်ကာရာဆာရီဘော်ဒီနဲ့ကျွန်တော်ဒါအီဒီဂိုဘော်ဒီဆိုပြီးကျွန်တော်ရွေးထုတ်ပေးခဲ့ရပေါ့နော်ဒါကြောင့်အမနေ့ကတော့ဒါဒီ Taken Channel ရဲ့ Join တိုင်းညီကိုတွေကတော့ဒါအပေါင်းပြမယ်လို့ယုံကြည်ရပေါ့နော် ဒီနေ့ဒါညီကိုတဲ့ကျွန်တော်မြန်မာစံတော်ချိန်တနအိပဲထိုင်းစံတော်ချိန်နှစ်နာရီမှာကံမယ်ဘာစီလိုနာအသင်းနဲ့ပြည်အချင်းတင်တို့ရဲ့ပွဲချော်တုံးချက်လေးကိုတင်ဆက်ပေးသွားမယ်ဒီတော့ပွဲချော်တုံးချက်မပြောခင်ရနှစ်သင်းရဲ့ကြာဟတ်တူကတော့ရှိရဗျာမနစ်ကကျွန်တော်ဟတ်တူကမှာဆိုရင်တော့ဘာစီလိုနာရဲ့အင်္ဂွေမှာဘာစီလိုနာနဲ့ကပေးထားတဲ့ policy ကတော့တေမိုင်းနဲ့ကို90ပဲပေးထားတယ်ဘာလို့လဲဆိုရင်တော့ PSG ဒါတင်းဖောင်ကောင်းခဲ့တယ်မနစ်က14ဆိုတဲ့ရလနဲ့ ပြတ်နိုင်တာပြောလို့ရရပါเนาะဒါ PG အိမ်ခွင်းမှာ PG ရပြပြတတာပဲတေးအပြေရှုံးထိပေးထားတယ်ခင်ဗျာတို့က330ရရနေတဲ့ပါစီလိုနာတော့နိုင်ခဲ့ပါเนาะဒီနေ့တွေ့ဆုံမှုကတော့ဒါမနစ်ကဂိုအောင်အပေါ်လို့သွားခဲ့တယ်လက်ရှိကျတို့ဒါတင်းဖောင်ရပြန်ကြည့်ရမယ်ဆိုရင်เนาะဒါဘာစီလိုနာအနေနဲ့ကလည်းဒါနိုင်ပွဲနယူကာဆယ်နိုင်တာရှိတယ် PSG နေနဲ့ကလည်းဒါဂိုးပြက်ပေါ့နော်အတလန်တာနိုင်တာတော့ရှိရပေါ့နော်ဒီနေ့ဒီလာလက်ရှိစွမ်းဆောင်မှုပိုင်းကတော့ဒါနှစ်သိန်းလုံးဒါအနိုင်သုံးမျက်စီရထားရလို့ပြောလို့ရတယ် လက်ရှိပေးထားတဲ့ body size ပေါ့နော်ကြာ body size ပြန်ကြည့်ရမယ်ဆိုရင်နော်ဘာစီလိုနာဘက်ကတလုံး plan 50အထိပေးထားရပြဒါမိနစ်ကကျွန်တော်ဒါပေးထားတဲ့တင်မိုင်းနဲ့50ထဲစိုင်ရင်တော့ပြားတရာလောက်အထိကိုဟနေတယ်ဂူပေါင်းစီ၃လုံးမိုင်းနဲ့100အထိပေးထားရပေါ့နော်အဲဒီဂူပေါင်းစီတန်းတော့မနေ့ကကျွန်တော်တို့ဒါဟုတ်ကိုဘောလိုက်ွားမိတဲ့ပွဲမျိုးတွေတော့ရှိတော့တယ်။ဘာလို့ဆိုတော့ညီကိုတို့လည်းတတိယမိလိမ့်မယ်။ဂရတာဆာရီနဲ့လီဗာပူးကိုပေါင်းစီတိုင်းထင်တယ်ပေါ့နော်။အဲ့တော့ဆိုရင်မနေ့ကဒါကိုပေါင်းစီမှာဆိုရင်တော့ ိုးအောင်ခဲ့တယ်လီဗာပူးပွဲရတော့ဒါဂိုးအောင်နေတော့ပြင်းပြီးတော့အာဂရာဇာဆာရီကဝမ်းကြီးဆိုတဲ့ရလည်းနဲ့နိုင်သွားရပါတော့ဒီနေ့ဇီဒန်လည်းဒါနည်းနည်းတော့အနေများလည်းဂိုးပေါင်းသေးတော့ရှောင်းသိင်းခြင်းနဲ့ပါတော့အဲဒီဇီဒန်ကတော့ကျွန်တော်ဂိုးပေါင်းသေးတော့ရွေးချယ်ဦးနော်ဘော်ဒီပဲစဉ်းစားမယ်ဗျာလက်ရှိကျွန်တော်တို့ဒါ PSG တင်းရတော့ဒါဒိုဝူတို့တမ်ပလီတို့မပါလာနိုင်ဘူးဒါလက်ရှိကျွန်တော်လိုင်းရပြန်ကြည့်ရမှာဆိုရင်တော့ PSG ရဲ့လိုင်းရကတော့ဒိုဝူအဲတမ်ပလီမပါနိုင်ဘူးပြီးရင်ကျွန်တော်တို့ဒါတကယ် ဟိုမာကွင်ဟိုတို့ပါရတယ်နော်နောက်တန်းမှာဆိုမာကွင်တို့ကမပါနိုင်ဘူးပေါ့နော် PSG ကတော့ဒါအဲဘာစီလိုနာရဲ့အင်ကွင်းမှာတော့ခန်စစ်ကွင်းလယ်နဲ့ခန်စစ်ကိုပဲတားပြီးပြင်ဆင်လာဖို့တော့ရှိရပါတော့။အဲဗာတင်ယာတို့ဒါနက်ဗတ်စ်တို့ပါလို့တော့ပါလာဖို့ရှိတယ်။ဟာကီမီပါမယ်။အဲကျွန်တော်ဇာဘာနီပါမယ်။မန်ဒက်စ်ပါမယ်နော်။ပါချိုပါမယ်။ဒီနောက်တန်းကတော့ဒီလေးယောက်ကတော့ပါလာဖို့ရှိရပါတော့။ဒါဘာစီလိုနာရဲ့ကျွန်တော်ဒါလက်ရှိတိုက်စစ်ပိုင်းကတော့တကယ်လုံးဝ strong ဖြစ်နေတယ်။လမိုင်းရမယ်ပြန်ပါဖို့ရှိရဲ့။ လူဝင်ဒေါ့စကီကတော့အထောင်ထဲလာလာနေတယ်ပေါ့နော်ပြီးကျွန်တော်တို့ဒါမင်း United အပြောင်းသွားတယ် Rafo ကလည်းလာလုံအောင်ခြေစမ်းပြနေတယ်ပေါ့နော် Rafo ကလည်းပါလာဖို့ရှိရပေါ့နော်ပြီးကွန်းလင်းမှာဆိုဒီဂျောင်းပက်ထရီပါလာဖို့ရှိရပေါ့နော်အော်ဒါဘာစီလိုနာကတော့လက်ရှိဒါအိမ်ကွေးမှာတော့ဒါလက်ရှိလူစင်းအောင်လောင်းနဲ့ပါလာဖို့တော့ရှိတယ်။လက်ရှိကျွန်တော်ပေးထားတဲ့ body ဈေးမှာဆိုရင်တော့ဒါ အဲဘာစီလိုနာပြည့်ပြည့်တတပြေးထားတဲ့ body size 1 plus 50ကြီးကတော့အောင်ဝင်လို့ထင်တယ်ဒါဘာစီလိုနာကိုကျွန်တော်1 see 2 see လောက်ထိတွက်လို့ရတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါမနစ်ကပြားမိုင်းနဲ့50ကြီးထက်ကိုဒါပြားတရာလောက်ဒီဟနေတဲ့အတွက်ကြောင့်ကျွန်တော်တော့ဘာစီလိုနာနဲ့ PSG ပွဲမှာဆိုရင်เนาะဒါအိမ်ကွင်းဖြစ်တဲ့ဘာစီလိုနာ body လေးကိုရွေးချယ်ပေးပါမယ်အကြိုက်တွေညူကေကတော့ like ကစားပါအကြိုက်တွေကိုဘက်ကန်ကစားလို့ရပါတယ်ကျွန်တော်တေဂန် channel လေးကို join လာပေးပါတေဂန် channel လေးမှာတော့ ကြောင်တဝဲကောင်းနေဒါမောင်းကက်တွေအများအားသိပေးပါလေပွဲများရဲ့ရက်စိုးကြီးကြောင်တဝဲကောင်းအောင်မဟုတ်ပါဘူးသုံးပွဲလောက်ထိတင်ပေးရပါတော့ဒါကြောင့်ဒေကန် channel လေးကို join ရမှမပြပါနဲ့ကျွန်တော်ဒီဗီဒီယိုရဲ့ comment link မှာရောအဲ join bio link မှာရောရှိပါတယ်မ join တဲ့ new way ကလွယ်လွယ်လေးပါဒီ comment မှာမှန်တာတဲ့ link လေးကို copy ယူသွားလိုက်ပါတော့ယူပြီးတိတ်ခိုင်းစိမစစ်မှာ paste ချပြီးတော့ link လေးနှိပ်ပြီး join ရုံပဲပေါ့နော်ဒီလိုလေး join ပြီပေါ့နော်ကျွန်တော်ဒါဒီနေ့ပွဲပြီးနောက်နေ့ပွဲစီမှာညီဝဲတို့ပြန်ပြီးဆုံပါအောင်မယ်ကျွန်တော်အားပေးတဲ့ဒါ တိတော့အောင် YouTube အောင် Facebook အောင်ညီကိုတောက်ချင်းဆိုင်ကျေးဇူးတင်ပါတယ်အဲကျွန်တော်တို့ဒါနောက်နေ့ပွဲစဉ်ဒီမှာညီကိုတို့ပြန်ပြီးဆောင်ပါမယ်အားလုံးဒီနေ့ရပဲကျွန်တော်နှုတ်ဆက်လိုက်ပါတယ်